ဆေးဝါးစားချင်ကောင်းတဲ့ဂျပန်နိုင်ငံရဲ့ပညာရေးအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ် Hi my name is Zaini and I'm currently doing my master of education at the University of People and I recently got a scholarship from Prospect Pharma as well So ဒီဗီဒီယိုမှာဂျပန်နိုင်ငံရဲ့ပညာရေးအတူယူဆရာများကိုပြောပြတော့မှာဖြစ်ပါတယ် So let's get started ပထမဦးဆုံးအချက်အနေနဲ့ဂျပန်နိုင်ငံမှာ class 1ကနေ class 9ထိက automatic promotion ပေါ့နော် အကြမ်းထဲမှာတတန်းကြရနှစ်တန်းကြရဆိုတာမရှိပါဘူးတဲ့သူတို့ဆိုမှာတခါတယ် class 90 or automatic promotion snit အနေနဲ့သွားပါတယ်လို့သိရပါတယ်နောက်တစ်ခုကတော့ကျွန်မအကြိုက်ဆုံးအချက်ဖြစ်တယ်ဒီအချက်ကတော့ဘာလဲဆိုတော့ဂျပန်နိုင်ငံမှာ PR ရေးဝန်ကြီးဌာန Max ပေါ့နော် MEXT Max ကနေစာအုပ်တွေမထုတ်ပါဘူးအဲ့ဒါနားကြမှာတော့မဟုတ်ဘူးနော်သူတို့ကစာအုပ်တွေမထုတ်ဘူးသူတို့ကဘယ်လိုလုပ်လဲဆိုတော့အပင်ကပုဂ္ဂလိကဒီ publishing company တွေ ထုတ်တဲ့စာအုပ်ပေါ့နော်အဲ့တော့ publishing company တခြား publishing company ကိုပြန်ပြီးတော့အခွင့်အရေးပေးလိုက်တဲ့အချိန်မှာဘာလို့တွေ့ရလဲဆိုတော့အကောင့်တကအကောင့်ဆုံးဆိုတဲ့စာအုပ်တွေကိုအပြန်အဆိုင်ထုတ်ကြတယ်အဲ့ဒီအချိန်မှာဒီဂျပန်နိုင်ငံရဲ့ပညာရေးအဲဒီအချုပ်ကသူတို့အကောင့်ဆုံးစာအုပ်ကိုရွေးတယ်ရွေးတဲ့စာအုပ်ကိုကျောင်းသားတွေအကန့်ရတာဖြစ်တယ်ပေါ့နော်ဒါအရင်ကစိတ်ဝင်စားစရာဖြစ်ပါတယ်အဲ့တော့စာအုပ်တွေကခင့်မိတယ်ခင်ရောင်းဆောင်တွေပါတယ်ကျောင်းသားတွေကြံ့ရအောင်မဲ့ဟာတွေပါတယ် အမေခင်တော့ဟာတောက်ခဲ့တဲ့ textbook ကအခုကလေးတွေနဲ့ပြန်ပြီးတော့အဲ့ဒီ textbook ပြန်သုံးတဲ့အချိန်စိတ်ဝင်စားဖို့ကောင်းမလို့ထင်လာပါတော့။ကျမတို့မထင်ဘူး။ဒါပေမဲ့မြန်မာနိုင်ငံကဟာတော့ဘာလဲဆိုတော့ဟိုအမေခင်တော့ဟာတောက်ခဲ့တဲ့ဒီဆယ်လမ်းတော့ဟာ English textbook ပေါ့နော်။ကျမ English စာတင်နေပြီအဲတကြောင်ဒီ English textbook ကိုပဲဒီတာတကားယူထားရပါတော့။ခုနကပြန်ပြီးတော့ research လုပ်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီတော့ကတော့တတိမထားမိဘူး။ ပထမဦးဆုံးစမျက်နှာမှာတင်ဒီ type four တွေတွေ့ရတယ်။အာ calendar ဆိုရဲဟာကိုဇလုံးပေါင်းမားထားရပေါ့နော်။ပြီးလို့ရှိရင် whole old english လုံးဝဒီ western culture နဲ့ influence အာပြီးလို့ရှိရင်အဲ့ဒီစာအုပ်ကိုတုံးလာတာနှစ်ပေါင်းတော်တော်လေးကြာပြီ။အချက်ကိုတွေ့ရပါတယ်။ Okay နောက်တစ်ခုကဒီ textbook တွေကိုလည်းပြင်ပြီးတော့ curricular ပေါ့။ Okay စနစ်တစ်ချိန် update လုပ်ပါတယ်တဲ့။စနစ်တစ်ချိန် update လုပ်လို့ဆိုတော့ ဒါတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ဆယ်နှစ်ကသင်ခဲ့တဲ့ကျောင်းသားတွေကိုအဲ့ဒီ curricular တိုင်းပဲအခုပြန်သင်တဲ့ချိန်မှာအခုခေတ်ကျောင်းသားတွေနဲ့နားမလည်နိုင်တဲ့ကိစ္စတွေရှိသွားပြီ။ဆိုတော့ဘလို့ဟာမျိုးလဲဆိုတော့အခုမြန်မာနိုင်ငံမှာဆိုရင်လည်းဒီအရင်အရင်တုန်းကသုံးခဲ့တဲ့ textbook အတိုင်းပဲအခုခေတ်ကလေးတွေနဲ့ဘာမှဆက်ဆက်မှုမရှိတော့ပြောရမယ်ဆိုဒီသင်ခန်းစာတွေကိုဘာဖြစ်လို့သင်နေရလဲဆိုတော့လည်းနားမလည်နိုင်ဘူး။ update မဖြစ်ဘူးပေါ့နော်လုံးဝ up to date မဖြစ်ဘူးအဲဂျပန်နဲ့ဆန့်ကျင်ဘက်မြန်မာနိုင်ငံရဲ့ textbook ကတော့တုံရင်းဆိုတုံရင်းအတိုင်းပဲပြီးလို့ရှိရင်ပြန်ပြီးတော့ရှာကျင်းလိုက်တဲ့ချိန်မှာဘေးချိန်တုန်းကထုတ်တယ်ဆိုတော့တိတ်တောင်မပေါဘူးပေါ့နော်တေးချာရတော့2000ခုနှစ်ရှေ့ပိုင်းကထုတ်တာပို့ပြီးတော့ဖြစ်နိုင်တယ်အဲ့ဒီစာအုပ်ကပဲတုံးလာတာအခုထိပဲဆိုပါဆိုပေါ့နော်ပြီးရင်ဂျပန်နိုင်ငံမှာထုခဆုဆိုတဲ့ဟာတစ်ခုရှိတယ်ထုခဆုဆိုတာဘာလဲဆိုတော့ចောင်းမှာចောင်းသားတွေအကုန်လုံးစုပြီးတော့ ဒီနေလေစာပြင်ဆင်ရတယ်ပြီးလို့ရှိရင်တို့ကဒီမျက်စိလေးတာတို့တန့်ရှင်းရေးလောက်တာတို့တို့ပဲအကုန်လုပ်ရတယ်ပေါ့နော်အဲ့တော့ဒါကဟိုတန့်ရှင်းဝန်ထမ်းဖြစ်အောင်တင်ပေးရလည်းမဟုတ်ဘူးကိုဟာကိုချက်စားတက်အောင်တင်ပေးရလည်းမဟုတ်ဘူးအဓိကဘာလဲဆိုတော့တို့မှာရည်ရွယ်ချက်နှစ်ခုရှိရပေါ့နော်ပထမဆုံးရည်ရွယ်ချက်ကတော့တာဝန်ယူမှုတာဝန်ယူမှုတာဝန်ခံမှုပေါ့နော် responsibility ဆိုတဲ့ဟာကိုတင်ပေးခြင်းဖြစ်တယ်ဒုတိယတစ်ခုကတော့ empathy ကိုကျင်းစာနိုင်မှုပေါ့နော်တပါးသူတွေပေါ်ကိုကျင်းစာနိုင်မှုဆိုတဲ့ဟာမျိုးကို ကျောင်းကလေးကပေါ့နော်အသက်ငယ်ရဲ့ကြီးရဲ့ဆိုတော့သူတို့မခွဲခြားအကုန်လုံးကိုတင်ပေးတယ်ပေါ့နော်အကုန်လုံးကိုတင်ပေးတယ်ဒါအရန်ကိုကောင်းတဲ့စနစ်ဖြစ်တယ်အဲ့တော့တိတာပါတယ်ကဲအရင်ကလေးကလိုစနစ်မျိုးတင်ခဲ့တဲ့အတွက်ကြောင့်အခုကြီးပြင်းလာတဲ့ဂျပန်နိုင်ငံသားတွေကပြောရမယ်ဆိုရင်တော့အရင်ကြေးကြတယ်အမိုက်ရှင်းတာတော့တန့်ရှင်းလောက်ပဲတော့သူတို့ကဘေးနိုင်ငံသွားသွားပေါ့နော်သူတို့ကဆန်ပြအနေနဲ့အရန်ကို ကောင်းတဲ့နိုင်ငံကြီးသားတရားနဲ့လည်းတို့နေကြရပေါ့နော်ဒါအတူယူဆဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့ဘာလို့တင်ပေးလဲဆိုတော့ကိုယ့်ရဲ့ចောင်းသားဘဝကိုပြင်ပြီးတော့ကြည့်ကြည့်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကဆရာတွေရဲ့အကဏ္ဍဖြစ်တယ်ပေါ့နော်ဂျပန်နိုင်ငံမှာဆရာတယောက်အဖြစ်အတိမပြုခံရဖို့အရန်ကိုခက်ခဲပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဘွဲရယုံနဲ့တို့ကမပြီးဘူးပေါ့နော်တို့ဆမှာဇာဝဲဖြေရမယ့်ဟာရှိတယ်ဇာဝဲဖြေရတဲ့လည်းမပြီးသေးဘူးတို့ကနစ်စင်ဆင်းနှစ်တကြိမ်တို့ဆရာဖြစ်ပိုင်ခွင့်ပေါ့နော်အဲ့ဒီဟာကိုပြန်ပြီးတော့တက်တန်းတိုးရတယ်ဘလို့တက်တန်းတိုးရလဲဆိုတော့ဒီ workshop တွေမှာတို့အာတိထား knowledge တွေကိုပြန်ပြီးတော့အာဒီ course တွေပြန်ပြီးတော့တက်ရတယ်ပေါ့နော်အဲ့တော့တစ်ခေါက်ဆရာဖြစ်လို့ねတက်တက်လုံးဆရာမဖြစ်သွားဘူးလေဒါအရန်ကိုကောင်းပါတယ်ဘာလို့ဆိုတော့ဆရာမတွေဆိုတာကလည်းအကုန်လုံးပြည့်ဝနေတဲ့သူတွေမဟုတ်ဘူး so they have to be like lifelong learners ဆရာအချင်းချင်းပေါ့နော်အခုဆရာမဆရာဆရာမတွေအချင်းချင်းအခန်းထဲထိုင်မယ်ပြီးလို့ရှိရင်တို့ prepare လုပ်တဲ့ lesson တွေကိုအချင်းချင်းပြန်ပြီးတော့ feedback ပေးကြမယ်အဲ့တော့ဘယ်လိုမျိုး အများရ update လုပ်နေတဲ့တင်ကြားမှုပေါ့နော်အာဒါဆိုရင်တော့မကောင်းဘူးဒါဆိုရင်တော့အခုခင်ဗျားမညီတော့ဘူးဆိုတော့ perfect လေးလည်းအများကြီးရကြမှာပေါ့ဆိုဆန်ဆမရတဲ့အရန်ကိုကောင်းတဲ့စနစ်ဖြစ်တယ်ပေါ့နော်ကျမကတော့တော်တော်လေးသဘောကျတယ်နောက်ဆုံးတစ်ခုကအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုဖြစ်တယ်အဲ့ဒါတော့ integrated studies ဆိုပြီးတော့ဂျပန်နိုင်ငံရဲ့အကြောင်းတွေမှာစပြီးတော့တင်ခဲ့တယ်1998ခုနှစ်စတင်ခဲ့တယ်အဲ့ဒီဟာဘာလဲဆိုတော့တဘာဝအပတ်ဝန်းကျင်တဘာဝဒီ အန်ဒီရီပေါ့နော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ចောင်းသားတွေကိုကွင်းစင်းလေ့လာခွင့်ပေးတဲ့ဟာဖြစ်တယ်။အကုန်လုံးသိတဲ့အတိုင်းဂျပန်နိုင်ငံကငလင်လုတ်တဲ့ဟာတွေခဏခဏဖြစ်တယ်။အဲ့တော့ငလင်လုတ်လာတဲ့အချိန်မှာចောင်းသားတွေလည်းစတင်နေတဲ့အချိန်လည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်။အဲ့တော့နိုင်ငံသားတဦးချင်းစင်နေတဲ့သူတို့ကဘယ်လိုလုပ်လဲဆိုတော့ဒီလိုမျိုးငလင်တွေဖြစ်လာလို့ရှိရင်ဘယ်လိုကွက်မယ်ဘယ်လိုမျိုးရှောင်သိမ့်မယ်အဲ့ဒီဟာတွေအကုန်လုံးသင်ပေးတယ်ပေါ့နော်။ အရန်ကိုကောင်းတယ်ပေါ့နော်တော်လေးကိုကောင်းတယ်ဒီအချက်ကအရန်ကိုလေးစားချင်ကောင်းတဲ့ study ဖြစ်တယ်ပေါ့နော်ကိုရီးမြန်မာနိုင်ငံမှာကြတော့တဘာဝဘေးအန္တရာယ်မဖြစ်တာမဟုတ်ဖြစ်တယ်ဒါပေမဲ့ဖြစ်လာတဲ့အချိန်မှာဘလို့ကာကွယ်ရမှန်း knowledge က100%မှာ99%တော့မရှိကြအောင်အဲ့ဒါတော်တော်လေးရင်နာစရာကောင်းတယ်ပေါ့နော်ဒီအတစ်ခါဖြစ်သွားတဲ့ငလင်တို့ဘာလို့ဆိုရင်လဲ knowledge တွေမရှိဘူးဘေးအချိန်မှာဘလို့ဖြစ်မယ်ဆိုတော့ warning တွေပေးမိမယ်ကိုရီးနေနဲ့ဒါအရင်ကြီးလို့လို့ချင်တယ် ဒါပေမဲ့ကျောင်းမှာကလေးကဒါတွေကတတိထားတဲ့အရာတွေဆိုတာတင်ပေးလိုက်တဲ့အချိန်မှာနိုင်ငံသားတွေနဲ့သူတို့ဆင်ခြင်ခွင့်ရတော့တယ်ပေါ့နော်ဆိုဒီအချက်ကအရန်ကိုကြိုက်ပါတယ်အဲ့တော့ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်ကသူတို့ရဲ့မော်တိုကဘာလဲဆိုတော့ zest for living ဆိုပြီးတော့ပေးထားတယ်ပေါ့နော် zest for living ဆိုတာကတော့ရှင်သန်ဖို့အတွက်အာမန်ဆိုပြီးတော့အသိပေးရတယ်ပေါ့နော်ရှင်သန်ဖို့အာမန် education ဆိုတာရှင်သန်ဖို့အတွက်ဖြစ်တယ်ဆိုတော့မော်တိုဖြစ်တယ် right ဒါပေမဲ့မြန်မာမှာကြတော့ zest for memorizing ဘော okay memorizing ဆိုတာအလွတ်ကျက်တယ်မမေ့အောင်ကျက်တယ်အကုန်လုံး experience ရှိကြမှာပါအာကိုရီဆိုလဲဆယ်တန်းပြီးခဲ့တယ်ဒါပေမဲ့ဆယ်တန်းမှာသင်ယူတဲ့ဟာကတကယ် real life မှာလက်တွေ့အသုံးချတဲ့ဟာမရှိတလို့ memorize ပို့ပြီးတော့ memorize လုပ်သွားနိုင်တဲ့သူတွေ IQ မြင့်တဲ့သူတွေကရသွားကြတယ်ဆိုတော့ဒါတော်တော်လေးရင်နာစရာကောင်းတယ်ပေါ့နော် so Zest for memorizing ကတော့မဖြစ်တဲ့ဆုံးပညာရေးစနစ်ဖြစ်ပါတယ်။ဒီပညာရေးစနစ်နှစ်ခုကြားကနေကိုတည်ယူရတာပါရှိလို့ပေါ့နော်။ So comment မှာဆွေးနွေးခဲ့ပြီးပါ။ So bye bye thank you